ယူကရိန်းစစ်မြေပြင်မှာတိုက်ပွဲဝင်ဖို့ညှဉ်းဆန်တဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုရုရှားစစ်အုပ်စုတွေကရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်တာတေတွင်းပို့တာတွေလုပ်နေတယ်လို့သိရပါတယ်။ရုရှားရဲ့လွတ်လပ်တဲ့မီဒီယာတစ်ခုဖြစ်တဲ့ Vaska ရဲ့စုံစမ်းဖော်ထုတ်မှုမှာအဲ့ဒီလိုဆွဆွဲထားတာဖြစ်ပါတယ်။ဒီသတင်းအတွက် Vaska ဟာလက်ရှိရုရှားစစ်မှုတန်းတွေတေဆုံးသွားသူတွေရဲ့ကြံရည်သူဆွေမျိုးသားချင်းတွေစီကထွက်ဆိုချက်တွေပေါက်ကြားလာတဲ့ဗီဒီယိုမှတ်တမ်းတွေ တရားဝင်အရေးဆိုတိုင်တန်းမှုမှတ်တမ်းမှတ်ရာတွေကိုတည်တည်ကြကြစုစည်းလေ့လာကိုးကားထားခဲ့တာဖြစ်ပါတယ်။ဒီသတင်းထဲမှာတော့လက်အောက်ငယ်သားတွေလုပ်ဖော်ကင်ဘတ်တွေကိုနှိပ်စက်တာတပ်ဖြတ်တာတည်တွင်းပို့တဲ့နီလန်မျိုးနဲ့အပြစ်ပေးတာတွေကျူးလွန်ခဲ့တယ်ဆိုတော့ရုရှားစစ်မှုထမ်းတရတအူးရဲ့နာမည်တွေကိုဖော်ထုတ်ထားခဲ့ပါတယ်။ပြီးတော့အဲဒီပုံကိုယ်တွေရဲ့စစ်နက်ကြောင့်ရုရှားစစ်သား150လောက်တိတ်ဆုံးခဲ့ကြောင်းဒါပေမဲ့လက်တွေမှာဂိန်းကနန်းကဒီထက်အများကြီးပိုနိုင် ကြောင်း Vaska ကမှတ်ချက်ပေးထားပါတယ်။အရင်ကတည်းက ရုရှားစစ်တပ်အရာရှိတွေဟာလုတ်ပိုင်ခွင့်နဲ့အာဏာကိုအလွဲသုံးစားပြုပြီးစီမင်းချိုးဖောက်တာလက်အောက်ငယ်သားတွေကိုအနိုင်ကျင့်တာတွေရှိနေကြောင်းဆွဆွဲချက်တွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားအစိုးရရဲ့ Kremlin နန်းတော်ကအဲ့ဒီဆွဆွဲချက်တွေကိုအသေးအတန်ညှင်းဆိုပြီးဒီပြဿနာမျိုးတွေဟာယူကရိန်းစစ်တပ်တဲမှာပဲကြုံနေရတာပါလို့တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ Vaska ရဲ့သတင်းဖော်ပြချက်တွေကတော့အဲ့ဒီဆွဆွဲချက်မျိုးနဲ့ပတ်သက်ရင်အစုံလင်ဆုံးအကျယ်ပြန့်ဆုံးအခိုင်အမာဆုံးဖြစ်လာခဲ့ပါတယ်။ထွက်ဆိုချက်တချို့မှာတော့ ရုရှားစစ်သားတွေကအမိတ်မနာခံတဲ့တပ်ဖွဲ့ဝင်တွေကိုပြစ်တတ်ဖို့လက်ဖြောင်ပကွက်သားတပ်ဖွဲ့ဝင်တွေကိုခိုင်းစေခဲ့ကြောင်းပြီးတော့အလောင်းတွေကိုမြစ်ထဲစွန့်ပစ်တာတွင်းခတ်တိန်တိန်တူးပြီးမြုပ်ခိုင်းတာတွေလုပ်ခဲ့ကြောင်းပါရှိပါတယ်။ယူကရိန်းစစ်မြေပြင်မှာဒဏ်ရာရထားပြီးပြန်တယ်ဖို့ခန့်နေတဲ့ရုရှားစစ်သားတွေကိုဇီဝင်ချွေဖို့ဒါမှမဟုတ်ပြန်လဲဆုတ်ခွာထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တွေကိုအပြောက်ရှင်းဖို့တဲ့တဲ့ချိန်ပြီးဘုံကျဲစီတာမျိုးကိုလည်း drone တပ်ဖွဲ့ဝင်တွေကိုရုရှားစစ်အရာရှိတချို့ကအမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့တိုက်ပွဲမှာကံအကြောင်းမလှပဲကြာဆုံးခဲ့တယ်ဆိုတာမျိုးပုံဖော်ပြီးအထက်ကိုအစီရင်ခံလေးရှိပါတယ်။ Vaska ကအမိတ်မနာခံတဲ့ရုရှားစစ်သားတချို့ဟာတည်တဲ့အထိရရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေကိုလည်းမှတ်တမ်းတင်ထားခဲ့ပါတယ်။ Vaska ဟာရုရှားမှာသတင်းပညာရေးဆိုင်ရာထူးချွန်စုတွေရရှိထားတဲ့လွတ်လပ်တဲ့မီဒီယာတစ်ခုဖြစ်ပြီးလောလောဆယ်မှာတော့အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့်ပြည်ပမှာခြေစိုက်ရပ်တည်နေပါတယ်။အဲ့ဒီသတင်းဌာနကို ရုရှားရဲ့အထင်ရှားဆုံးစုံစမ်းစစ်ဆေးရေးဂျာနယ်လစ်တချို့ကထူထောင်ထားတာဖြစ်ပါရဲ့ရှင်။